ားလုံးမင်္ဂလာပါခင်ဗျာယနေ့29ရက်10လ2025ရက်နေ့မင်္ဂလာညချမ်းမှာစစ်တရင်အနေအပြင်စကိုင်းတိုင်းဒေသကြီးကလေးနယ်ကစစ်တရင်လေးနဲ့စတင်လိုက်ခြင်းပါတယ်ခင်ဗျာဟုတ်ကဲ့စစ်တရင်များမစတင်မီမှာကျွန်တော်ရဲ့ channel လေးကိုလည်း like share subscribe လေးလုပ်ခဲ့ပေးဖို့မြတ်တရက်ခံအပ်ပါတယ်ဟုတ်ကဲ့စစ်တရင်များစတင်လိုက်ကြရအောင်ခင်ဗျာ26ရက်10လ2025ရက်နေ့မှာတော့မြမတမရုံနဲ့ ြည်သူစစ်စစ်ကြောင်းများကကလေးမျိုးနယ်မှန်တော်ရွာအနီးမှာနေမြေရှင်းလင်းတဲ့အခါမှာတော့အကြမ်းဖက်တောင်းကျင်သူ40ဦးခန့်နဲ့တိုက်တွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်ဖြစ်စဉ်အတွင်းမှာပြည်သူစစ်တဦးမစိုးရင်ရဒဏ်ရာနဲ့ငယ်ရရှိပြီးအကျိုးအမြတ်ရလည်နေရဖြင့်အကြမ်းဖက်တောင်းကျင်သူ3လုံးသနက်2လက်ဒရုန်းတစ်စီးဒရော့ဘုံ4လုံးနဲ့မိုင်းမျိုးစုံ10လုံးတို့ကို သိမ်းပိုက်ရရှိခဲ့ကြောင်း တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့စကိုင်းတိုင်းဒေသကြီးချောင်းဦးနယ်နဲ့ဆက်ဆက်နေတဲ့သတင်းလေးပဲဖြစ်ပါတယ်ခင်ဗျာ25ရက်ဇန်နဝါရီ2025ရက်နေ့ညနေပိုင်းအချိန်မှာတော့စကိုင်းတိုင်းဒေသကြီးချောင်းဦးမြို့ရဲ့မြောက်ဘက် မီတာ9000ခန့်အကွာမှာရှိနေတဲ့မုံရွာမန်းလေးကမ်းလမ်းမကြီးပေါ်မှာအများပြည်သူထံဆက်ကြီးကောက်အနုကျန်းစီးနေတဲ့အကျန်းဖတ်သမားဗရက်တအူးကိုတွေ့ရှိတာကြောင့် တိခတ်ဖန်စီခဲ့ရမှာတော့အကျမ်းပတ်သောင်းញံသူပရက်တလောင်းတိုက်80တနက်တလက်ကြီအိမ်တစ်ခုနဲ့ကြီ100တောင်းတို့ကိုတင်ပိုက်ရရှိခဲ့ကြောင်း တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ဆီယံပိုင်စိုးရေးသားတဲ့သတင်းဆောင်မလေးတွေပဲဖြစ်ပါတယ်ခင်ဗျာအခုရပိုင်မြန်မာနိုင်ငံတောင်ပိုင်းကရင်ပြည်နယ်ထဲကလေကီဂေါနီ KK ဘက်ကိုမြန်မာတပ်မတော်ကဝင်ရောက်စီးနင်းပြီးတဲ့နောက်မှာ အွန်လိုင်းအလိန်လုပ်ငန်းတွေလုပ်ကိုင်နေကြတဲ့ဝန်ထမ်းပေါင်းထောင်ချီပြီးမြန်ဝီကနေတိုင်းဘက်ကိုပြန်ကူးနေကြတာတွေ့ရပါတယ်။ကြားပြန်လို့ခေါ်တဲ့အွန်လိုင်းအလိန်ညာလုပ်ငန်းတွေကအာရှနိုင်ငံတွေမှာအခြေပြုတာများပြီးအထူးသဖြင့်ဆင်းရဲတဲ့နိုင်ငံတွေရဲ့အစိုးရအုပ်ချုပ်မှုအောက်ကင်းလွတ်တဲ့ဒေသတွေမှာအခြေပြုကြပါတယ်။အဲ့ဒီအထက်မှာမြန်မာကြားပြန်ကတော့အုပ်ဝတ်တောင်းနေအဖြစ်ဆုံးပေါ့လေ။ မြန်မာနိုင်ငံကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားတဲ့လောက်ကင်မှာကြားဖြတ်အမြင့်တွေလာတဲ့အချိန်တစ်ဆယ်နှစ်ခွန်ဆိုပြီး EO တွေကို မီးစိမ်းပြခဲ့လို့ဘာမဆိုင်ညာမဆိုင်မျိုးသိမ်းတိုက်ပွဲတွေနဲ့မြန်မာတနိုင်ငံလုံးစင်ပြီးအမွေးခံခဲ့ရပြီးလောက်ကင်ကနေရှင်းထုတ်ခံလိုက်ရတဲ့ကြားဖြတ်အဖွဲ့တွေဟာမြန်မာနိုင်ငံတောင်ပိုင်းဖြစ်တဲ့ကင်ဘီနယ်တဲကို အလုံးအရင်ရွှေပြောင်းလာခဲ့ကြပါတယ်တစ်ဆယ်၂၀၁၉ LRD လက်ထက်မှာစတင်ခဲ့တဲ့ရွှေကုတ်ကူမြို့သစ်စီမံကိန်းနဲ့ 2019မှာစတင်ခဲ့တဲ့ KKB စီမံကိန်းနေရာတွေဟာစကရဲကရင်းတယ်လို့ကာစီနို လောင်းကစားမြို့တွေဖြစ်ဖို့ရည်ရခဲ့တာဖြစ်လို့ကျန်းဖြန့်တွေရဲ့မျက်စိကျစရာနေရာဖြစ်ခဲ့ပါတယ်။နိုင်ငံတော်ကဟိုပန်လောက်ကိုင်းမြဝတီပန်ဝါစတဲ့ကိုမိုင်အုပ်ချုပ်ရေးဒေသတွေပဲဖြစ်စေနေကြဆောင်တပ်တွေ ရှိတဲ့ဒေသတွေဖြစ်စေဘုံချုပ်ကင်မှုအ ਨੇ စုံဖြစ်အောင် ဒေသခံတိုင်းရင်းသားခေါင်းဆောင်တွေကိုပဲလုတ်ပိုင်ခွင့်တွေပေးထားတာများပါတယ်။ Federal Democracy နိုင်ငံတော်ကိုကနဦးကြောင်းလှမ်းနေတဲ့လမ်းကြောင်းကိုမြင်ရပေမဲ့ဒေသခံတိုင်းရင်းသားတွေကတော့ဒီလုတ်ပိုင်ခွင့်တွေကိုအလွဲသုံးစားလုပ်ပြီးကိုယ်ဒေသဘုံမျိုးတိုးတက်ဖို့အစားဖြက်လန်းနည်းနဲ့ငွေရလွယ်တဲ့လမ်းကြောင်းတွေပဲလိုက်ခဲကြတာကိုလည်းတွေ့ရပါတယ်။ရှမ်းမြောက်ကနေကရင်ပြည်နယ်ရဲ့ရောက်ခဲ့ရောက်ခဲ့တဲ့ကြမ်းဖြန့်ဟာ အထင်အသိမတက်ရင်10နှစ်ခွန်လိုမျိုးစင်မီမွေးခံရဦးမယ်အခြေအနေပါဒါပေမဲ့ဒီတကောက်မှာတော့သင်္ကန်းစာရန်သွားပြီဖြစ်တဲ့တက်မရော BGF လက်အောက်မှာရှိတဲ့ရွှေကိုကကကြားဖြတ်တွေကိုအရင်စတင်ရှင်းလင်းစေပါတယ်ရွှေကိုကကကြားဖြတ်တွေကို BGF ကရှင်းနေတဲ့အချိန်မှာမြမတက်မရောက KNU လက်အောက်မှာရှိနေတဲ့နေမြေတွေကိုဒုစစ်ဆင်ပါတယ် လေကိကောကိုရံပြီးမှကီကီဘတ်ကိုဝင်ပြီးကြမ်းဖြန့်လုပ်ငန်းတွေကို ထက်ရှင်းရပါတယ်ဒီနေရာမှာမီဒီယာတွေဖွင့်သလိုစတန်းလင်းအစုံ30ဆိုတာလောက်ထုတ်ပြပြီးအဖမ်းပြတယ်ဆိုတဲ့နေရာမှာလူပေါင်းတောင်းတဲ့ချီရှိနေတဲ့ကီကီဘတ်မှာဝန်ထမ်းတွေဖမ်းမယ်ဆိုရင်ဒိန်းသိမ်းဖို့နေရာကျွေးမွေးဖို့အစားအစာအခက်ခဲတွေအများကြီးရှိတဲ့အတွက်ကို့အစီအစဉ်နဲ့ကို ပြန်စီဖို့ရည်ရွယ်တယ်လို့သုံးသပ်ရပါတယ် တကယ်လို့မလို့ကတော့ကေကေပတ်ထဲခွေးတကောင်ကြောင်တမီတော်မရှိတော့တဲ့ဘူရီတွေကိုကြည့်ရင်သိနိုင်ပါတယ်။ဘာပဲပြောပြောကေကေပတ်ပြည်ရင်တော့နာမည်စိုးနဲ့ကြော်ကြားတဲ့မြမကြားဖြန့်တကြော့ပြက်ပြီလို့ယူဆပါတယ်။ဒါပေမဲ့မဲခေါင်မြေဘေးတလျှောက်မှာရှိတဲ့လာအိုနယ်ဆက်ထိုင်းနယ်ဆက်တရုတ်နယ်ဆက်ဒေသတွေမှာထပ်ပြီးတော့အခြေမချစေဖို့တော့လိုအပ်ပါတယ်။အေအိုတွေကိုနိုင်ငံရဲ့နာမည်ကို ငွေမျက်နှာတကူထဲနဲ့မဖြတ်ကြပါနဲ့တော့မနက်ဖြန်လုံးမဲ့အာဆီယံဒေသီအစည်းအဝေးမှာယာယီသမရမတက်တာနဲ့ပတ်သက်ပြီးမြန်မာမီဒီယာတွေအွန်လိုင်းကျင်းလိုက်ဖွားစီရတကူဖြစ်နေပါတယ်တကယ်ဆို2021 AB မှာနတ်စကဥက္ကရအနေနဲ့အာဆီယံအဖွဲ့ဝင်တွေနဲ့တွဲဆုံပြီးနောက်ပိုင်းမှာဒီ၄နှစ်အတွင်းအာဆီယံပွဲတွေတက်ဖို့ဆိုတာလည်းမရှိသလို ကိုယ်စလဲလောက်ပဲမလွတ်ပဲအာဆီယံကိုပွိုင်းကုတ်လှုပ်ထားတာပါ အာဆီယံမှာမြန်မာဘလောက်အရေးပါမပါတော့မသိပါဘူးအရှိတီမောတော်အာဆီယံဝင်ကျင်လို့မြန်မာနိုင်ငံလာပြီးမျက်နှာလာပြရတဲ့အဆင့်မှာရုရှားလိုတရုတ်လိုအင်အားကြီးနိုင်ငံတွေကတော့နိုင်ငံတော်အဆင့်တွေဖိတ်ကြားနေတာကိုအာဆီယံလောက်ကဘာမို့လို့လဲလို့ပြန်မေးရမှာပါအခုတော့မလေးရှားနိုင်ငံရဲ့ဝန်ကြီးကိုရိုင်ကဒီစီမာမာလုံးမဲ့မြန်မာရွေးကောက်ပွဲကို မရက်တက်နိုင်ပါဘူး အားလုံးပါဝင်တဲ့ရွေးကောက်ပွဲဖြစ်ဖို့မျှော်လင့်ပါတယ်လို့ရိုက်တာသတင်းစာမှာတက်လာပါပြီ။အစည်းအဝေးကိုယာယီသမရမတက်ပေမဲ့သူလုပ်ပေးတဲ့ရွေးကောက်ပွဲသာလည်းအဖြစ်တစ်ခုဆိုတာအာဆီယံနားလည်ပါတယ်။အာဆီယံလက်ခံပါကဇင်မာအောင်လည်းမဟုတ်သလို UNG လည်းမဟုတ်ပါဘူး။ရွေးကောက်ပွဲကတက်လာတဲ့တရားဝင်အစိုးရပါတဲ့။ DMI ရွေးကောက်ပွဲကော်မရှင်ရဲ့လုံခွက်တွေကိုအားရမိပါတယ်။ ယူစီယာအရင်လာတော့ငါလဲသမတ်စနုံးတွေနဲ့မကိုက်ညီတဲ့ပန်တီကြီးတွေကိုဖျက်သိမ်းခဲ့သလိုဒီလမှာလဲဒေါ်သန်သက်ဂိုင်လိုနာမည်ကြီးနိုင်ငံရေးပန်တီခေါင်းဆောင်တယောက်ကိုတော့အမလောင်းစည်င်းနဲ့စံနှုံးနဲ့မကတ်ညီလို့အမလောင်းစည်င်းကနေခြံလက်ခဲ့တာပါဒါရီယာ UAG ရဲ့ရွေးကောက်ပွဲဖြစ်မြောက်ဖို့အတွက်ဘယ်ပါတီဘယ်နိုင်ငံရေးသမားကမှအားကိုးနေရတာမဟုတ်ဘူးဆိုတာကိုပြသရရောက်ပါတယ်နာမည်ကြီးပါတီကိုယ်စားလှယ်ဖြစ်ရင်တောင် စီမင်းစည်းကမ်းမှာတပည့်စတန်တက်မှဒါပဲချွင်းချက်မရှိဘူးဆိုတာရေရတင်တင်ပြသလိုက်တာပါပဲရွေးကောက်ပွဲမလုံးစီခြင်းနဲ့လူတွေရဲ့ဝါရဖြတ်မှုကြောင့်ဝင်ပြိုင်မဲ့အမလောင်းတွေနဲပါမဲ့ UEC ဟာဝင်ပြိုင်မဲ့ပါတီတွေကိုမျက်နှာချိုးသွေးနေရမယ်လို့လူတို့ကထင်နေကြတဲ့အချိန်မှာ ဝိမြန်မြတ်ကိုစလေက9000ကျော်ရှိပြီးစီမင်းစည်းကမ်းမကန့်ညီတဲ့ကိုစလေတွေကိုဖြုတ်ချလိုက်တာဟာ UEC ရဲ့ခိုင်မာတဲ့ဗမလိုက်မှုကိုပေါ်လွင်လာစေပါတယ်။ဒါအပြင်အချိန်ကရွေးကောက်ပွဲပညာရေးဇလန်းတို့တွေထုတ်လွှင့်လာပြီးအမှုပညာရှင်တွေထုတ်သုံးလာတာကိုတွေ့ရပါတယ်။2021အရေးခင်းကြီးမှာအမှုပညာရှင်တွေရဲ့ပြောကားတွေအများကြီးပါရာမိုလို့ဒီအချိန်ကလူလူကိုသူတို့ပြန်ပေးဆက်ရမယ့်အချိန်ပါပဲ။ ပထမဦးဆုံးဗီဒီယိုဇလန်တို့ထွက်လာပါတယ်လူလူကသိတိမထားမိသလိုအနီအုပ်စုဘက်ကဖိဖော်ပြီးပြောပေးကြပါသေးတယ်အခုဒီတစ်ခေါက်နေတိုးတို့ဇလန်တို့ထွက်လာတဲ့အချိန်မှာတော့စပ်ပြီးလူလူသတိထားမိလာကြပါတယ်အနီအုပ်စုဘက်ကတော့ဆဲဆိုလာကြပြီပေါ့လေဒီဇင်ဘာ28ရက်နေ့မရောက်ခင်စက်ကြားမှာလဲပြည်တွင်းကကြံတဲ့အမှုပညာရှင်တွေနဲ့ပညာပေးဇလန်တွေထက်ထွက်လာဖို့ရှိဦးမှာပါ အနီအုပ်စုကတော့အာဆီယံအစည်းအဝေးမှာရောက်နေတဲ့ trend ကြီးမြန်မာအကြောင်းဘာပြောမလဲဆိုပြီးဟိုဟာကိုဟိုဟာမျှော်သလိုတော့ဖြစ်နေကြတယ် trend ကရွေးကောက်ပွဲအကျုံးမဝင်ဘူးစစ်တပ်ပဲထပ်အုပ်ချုပ်ပါလို့ပြောဖို့ကိုမျှော်လင့်နေတာလားတော့မသိပါဘူးမနက်ဖြန်အစည်းအဝေးပြီးတဲ့အထိမြန်မာအကြောင်းမပြောရင် trend လဲအဆက်ခံရမယ့်အနေအထားဖြစ်ကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ ဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ရှန်ရီမိုးရေးသားတဲ့သတင်းဆောင်ပါလေးတွေပဲဖြစ်ပါတယ်ခင်ဗျာပလောင် DNL ကသတင်းမမှန်ပါဘူး၂008ဂျေဦးမှာပြည်내ရပိုင်ခွင့်အတွက်လုံရမဲ့လုံထုံးလုံနေရှိပါတယ်လက်ဖက်ပဲထွန်းတဲ့ပလောင်ဒေသကိုဖြက်လန်းနည်းနဲ့စီးပွားရေးလုပ်ကွက်မျှော်မှန်းခြင်းတော့တရုတ်မြန်မာစီးပွားရေးဈေးညံမှာအရေးပါတဲ့ကုတ်ခိုင်ကြောင်မဲ့နောင်ချိုနဲ့တီဘောတွေကိုရကျင်လာတယ်အရင်ခေတ်အစိုးရဆက်ဆက်မှာ တရားမဝင်စက်ကြီးကောက်ပြန်ပွေးဆင်းမှုနဲ့ယင်ပါနေတဲ့မိုးကုန်းနဲ့မိုးမိတ်ကိုပါ ပလောင်ပြင်းနေတဲ့ဆက်သွင်းခြင်းလာပါတယ်စစ်နိုင်နေတော့ကတိုက်လို့ရရင်ပြန်ယူဖို့ဆိုတဲ့စကလုံးတွေနဲ့နှုတ်ကြုံခဲ့ပြီးကမှစစ်ရှုံးတဲ့အချိန်မှာဒေသခံရှမ်းလူလူတွေက နိုင်ငံရေးအမြင်နိုင်ပါလို့ဆိုတဲ့အမြင်မျိုးကတော်ရုံအရှက်နဲ့ရင်ပြောထွက်ရဲမှာမဟုတ်ပါဘူး ကြောင်မဲ့ဒီဘောနဲ့နောင်ချိုဒေသတွေဟာငကိုကလေးကပလောင်ပါဝင်မှုရာဂိုင်းနှုန်းအနည်းငယ်ပဲရှိတဲ့အခြေအနေမှာဘယ်ဒေသခံတွေကပလောင်ပြည်နယ်ဆွဲသွင်းတာကိုခံနိုင်မှာတဲ့လေငကိုကလေးကမလဲရှုပ်လှုပ်လာတဲ့နိုင်ငံရေးနဲ့ကြက်မပြည့်တဲ့အတွေ့အခေါ်ကြမှာဖြလန်းနီးနဲ့ပြည်နယ်ထူထောင်ခြင်းနဲ့လူမျိုးကစစ်ရှုံးကကြက်ကမှထုံးတို့ထားမယ်လို့တောင်စိန်ခေါ်တာကတော့အတော်လေးရုပ်ပေါက်ပါတယ် စိတ်လိုလဲရခေါ်တဲ့စစ်ပွဲတွေပဲခံနိုင်ရရှိအောင် ပြင်ဆင်ထားကြဦးပေါ့လေနိုင်ငံတကူရဲ့ရွေးကောက်ပွဲကိုငါတို့ဖြစ်စေခြင်းသလိုလုပ်ပါဆိုတဲ့ဇညိုမျိုးကို တန်းတူအင်အားရှိတဲ့ဘယ်နိုင်ငံတွေကမှကိုရီးယားနိုင်ငံကို အတင်းကျပ်ဖိအားပေးလို့မရပါဘူးဒါပေမဲ့နိုင်ငံရေးမှာကိုတက်စေခြင်းနဲ့လဝဲလက်ရရင်ပါတီလူပုဂ္ဂိုလ်တွေကိုတော့နောက်ွယ်ကနေပံ့ပိုးပေးကြလိရှိပါတယ် ဥပမာအန်လရီလက်ထက်မှာအမေရိကန်တန်ယုံကနေ USD ကို လာလှူတဲ့အမေရိကန်ဒေါ်လာသန်း40ကျော်နဲ့ရွေးကောက်ပွဲသုံးကွန်ပျူတာတွေထောက်ပံ့ပေးတာလိုမျိုးဒါပေမဲ့အစွန်းရတရက်ကို ပြုတ်ကျစေခြင်းရင်လဲ CIA ဆဲတွေကကောင်းကောင်းအလုပ်လုပ်လို့ရှိကြပါတယ်ဥပမာဘင်္ဂလားဒေ့ရှ်မှာနိုင်ငံသားတခုအကြောင်း ထုတ်ပြောမိခဲ့လို့နိုင်ငံရေးဇက်စောစောသိမ်းသွားရတဲ့ရှိတ်ဟာဇီနာလိုမျိုးဒါတော့ ဟာစီနာရဲ့မျိုးရိုးကသူတို့နိုင်ငံအတွက်လွတ်လပ်ရေးဘီတုကာလို့ဆိုလို့ရတဲ့တမိုင်းဝင် အမျိုးအနွယ်တွေပါဒါတွေကနိုင်ငံရေးရဲ့နောက်ွယ်ကတာမန်လူတွေမမြင်နိုင်တဲ့ MC ဖက်ဒါတွေပါကုလမလင်းဝန်ကြီးရဲ့သတင်းစာရှင်းလင်းပွဲမှာမြန်မာပြည်ရဲ့ရွေးကောက်ပွဲကို တားလို့မရဘူးဆိုတဲ့ပုံစံမျိုးပြောသွားပါတယ်ရွေးကောက်ပွဲစောင့်ကြည့်ကိုယ်စလဲလွတ်ချင်းမလွတ်ချင်းကတော့သူတို့အပိုင်းဒီစဲအစိုးရကတော့အင်းရအေးကြောင်းအင်မိုက်လုပ်ပေးထားပါတယ် သဘောကငါတို့ဖိတ်တယ်မင်းတို့ လာလာမလာလာဆိုတဲ့သဘောမျိုးပါ။နောက်နေ့အာဆီယံဩဂရကဖိလစ်ပိုင်ဖြစ်မယ်။တရုတ်နဲ့ကမ်းခြေပြဿနာရှိသလို အနောက်ကိုလည်းတိတိသားသားရိမ့်တဲ့အနေအထားရှိတယ်။တပတ်ကမြန်မာကလည်းအစိုးရအပြောင်းလဲကို2026မှာပေါ်ထွက်လာဖို့ကြိုးစားနေတယ်။ NCA ကိုဘလောက်သပိတ်မောက်မောက်မထိခိုက်မပွန်းပဲ့သလိုရွေးကောက်ပွဲကလည်းဘသူတွေဖြက်လို့ဖြက်စီးလှုပ်ချင်ပါစေ မလွဲမသွေအောင်မြင်အောင်လှုပ်သွားမှာပါအစုံသက NUG လက်လမ်းဘေးရောက်ပါလိမ့်မယ်ကျော်မိုးထွန်းလဲခုံပြောက်မှာဖြစ်သလို30နှစ်ခွန်နဲ့ຫນွေဦးတော်လန်ရေးမှာအယူထားခဲ့သမျာခြေရောက်ပြတ်တာနဲ့ဘဝပြတ်တာတွေပဲအဖက်တင်ပါလိမ့်မယ်ဒေါန်တန်ခိုင်ကိုစလင်လောင်းရုတ်သိမ်းခံရတဲ့ဖြစ်စဉ်နဲ့ဆက်စပ်ပြီး2020ရွေးကောက်ပွဲအကြိုကာလမှာ UDV နဲ့ LRD ပါတီဝင်တို့ရဲ့ စီးပွားရေးလုပ်ွက်အကြောင်းတွေသတင်းမီဒီယာတွေပေါ်ချပြခံရတဲ့ဖြစ်စဉ်မျိုးတွေကိုတောင် ပြန်အမှတ်ရကျင်စီရကောင်းပါလေ UIC ရဲ့ထုတ်ပြန်ချက်မှာတော့ပုံမှန်ရှိဂါကြီးအရလို့ညွန်ထားသလိုဥပဒေတမတ်ချက်မှာတော့နိုင်ငံတော်နဲ့ပုဂ္ဂလိကတို့မသိလျော်တဲ့ပြည်ရန်တောင်ဝန်များကင်းရှင်းသူလို့ပြဋ္ဌာန်းထားပါတယ်ဆိုတော့အများပြောနေသလို ပုံမှန်30ကဘာပြဋ္ဌာန်းချက်ဖြစ်တဲ့လူမွဲအဖြစ်တရားရုံးက ကြီးညာခြင်းခံထားရမှုမှလွတ်မြောက်ခြင်းမရှိသေးဘူးဆိုတော့ပုံမှန်နဲ့မသက်ဆိုင်တာလဲတွေ့ရပါတယ်ထုတ်ပြန်ချက်အရပါတီနဲ့မသက်ဆိုင်ပဲကိုယ်စလဲလောင်းနဲ့သာတိုက်ရိုက်သက်ဆိုင်တာဖြစ်လို့ပြီးသုံးလုံးပါတီရဲ့ရွေးကောက်ပွဲလမ်းစဉ်ကိုဒေါ်သက်သက်ခိုင်အနေနဲ့နောက်ွယ်ကသာစီမံဆောင်ရွက်နိုင်တော့မှာဖြစ်ပါတယ်။နောင်ကြားပြတ်ရွေးကောက်ပွဲမှာညှိနေတဲ့အချက်တွေပြင်ဆင်နိုင်ရင်တော့ပါလာမဲ့သဘောလို့သာ အကြံဖြင့်သုံးသက်ရမှာပါ။ စိတ်ဝင်စားမိတဲ့အချက်တွေသတိပြုမိပါတယ်။စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်လေတော့အကျွေးဆိုတာသိကင်းရတဲ့လူတွေမဟုတ်ပါဘူး။ဆိုလိုတာကလုပ်ငန်းတစ်ခုကိုစင်ပွားရင်းကျင်တဲ့အခါအကျွေးဆိုတာမဖြစ်မနေယူကြရတာပါ။ဒေါ်သက်သက်ခိုင်တို့လိုစီးပွားရေးသမားတွေကတော့ဆိုဝယ်ရမရှိဘူးပေါ့။အခုဖတ်မိတဲ့သတင်းတွေအရတော့အင်အားလုပ်ငန်း project လို့ရေးထားတာတွေမြင်တွေ့ရပါတယ်။အင်အားစီမံကိန်းထုံးစံအတိုင်းဘန်ချင်းငွေကလည်းယူရမှာပါ။ ဘဏ်ကလည်းငွေတို့ချိတဲ့အခါပလိန်ချင်းမှမဟုတ်ပါဘူး။ဥပမာဖုံးဆိုင်တွေတောင်အရေးကြပေးတဲ့အခါဖုံးယူသူရဲ့လက်စင်ဝင်ငွေအလုတ်အကင်တွေရှိသလိုမျိုးဘဏ်ကလည်းအပေါင်းပစ္စည်းမယူဘဲချိပေးစရာတော့မရှိပါဘူး။ဆိုတော့များသောအားဖြင့်ဘဏ်ချင်းငွေအမောက်ကို ကြည့်တဲ့အခါချိသူရဲ့ပိုင်ဆိုင်မှုအပေါင်းစံချုပ်သဘောမျိုးတွေက မဖြစ်မနေအရေးပါလာမယ့်အရာလို့တွက်လို့ရပါတယ်။ ဒီဖြစ်စဉ်မှာဒေါ်သက်သက်ခိုင်ရဲ့လုပ်ငန်း project တန်ဖိုးအကျွေးကဘလောက်များရှိနေလို့လဲဒီပမာဏကိုလှမ်းစဉ်နှစ်စဉ်မဆက်ဘဲထားနေတာမျိုးရှိနေလို့လားနောက်ဆုံးမဆက်နိုင်ရင်တော့အပေါင်နဲ့ထားတာတို့ပစ္စည်းမျိုးကပဲဆုံးရှုံးလိုက်ရင်မရဘူးလားဒီဘန်ချင်းွေဖြစ်စဉ်ရင်းမြစ်ကဘယ်ကပေါ်လာတာလဲဒီဖြစ်စဉ်မှာလုပ်ငန်းရှင်နေရာက တကယ်ပဲဒေါ်သက်သက်ခိုင်နာမည်ပေါက်ရှိနေသလားတွေးစရာတွေတော့အများကြီးပါ ဥပဒေအရတော့စီးပွားရေးလုပ်ငန်းရှင်ဖြစ်နေရင်အကျွေးကင်းရမယ့်သဘောမျိုးဖြစ်နေတယ်။သင်္ကန်းစာကတော့နာမည်ပေါက်စီးပွားရေးလုပ်ငန်းတွေမှာလွတ်တော်ကိုယ်စားလှယ်လောင်းတွေသတိထားရမယ့်ဂိမ်းပါ။ခုဖြစ်စဉ်မှာဒေါ်သက်သက်ခိုင်နာမည်ခံထားတဲ့လုပ်ငန်းကို လွှဲပြောင်းပေးထားတာမျိုးနဲ့ဖြည့်ရှင်းရနိုင်မယ်ထင်ပါတယ်။ဒါကလည်းဥပဒေပညာရှင်တွေဆွေးနွေးရမယ့်အပိုင်းဆိုတော့ခက်လေသည်ပေါ့လေ။ နာဆောင်ကလက်ထက်မှာပြည်တော်စုဝန်ကြီးအဖြစ်နဲ့တော့ယုံယုံကြည်ကြည်တောင်းဝန်ပေးခံရတဲ့သူစစ်ဘက်အရက်ဘက်ဆက်ဆံရေးကိုဒေါ်စုထက်ပိုနားလဲတဲ့သူကိုရွေးကောက်ပွဲမဝင်စေခြင်းလို့ရည်ရချက်ရှိရှိလုပ်တယ်လို့အများမြင်တယ်လို့တော့ကိုတော့မမြင်ပါဘူး။နောက်မြေပြင်မှာလည်းတက်မတော်ဆေးရုံတွေကိုလူတက်တဲ့ဒေါ်သက်သက်ခိုင်လို ပါတီမျိုးကို ရန်သူလိုမျိုးလဲသဘောထားမယ်လို့လည်းမထင်ပါဘူး။တက်မတော်ကိုရန်သူလိုသဘောထားတဲ့ဒေါ်စုထက် တမရောဟာနိုင်ငံရဲ့တကူရင်းသော institution တစ်ခုပါလို့မြင်ပေးနိုင်တဲ့ဒေါသသက်ခိုင်အတွက်ဒီဖြစ်စဉ်မှာမမြင်ရတဲ့နိုင်ငံရေးကိစ္စတွေရှိနေတယ်လို့ပဲသုံးသပ်ပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ14ရက်နေ့မှာ UEC ကနေကိုယ်စားလှယ်လောင်းတင်သွင်းခြင်းစီစီချင်းရုပ်သိမ်းခြင်းတွေနဲ့ပတ်သက်ပြီးနောက်ဆုံးနေ့ရက်တွေပြင်ဆင်ပေးခဲ့တဲ့ကြေညာချက်တစ်စုံထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီအမိတ်အမဲ့ တစ်တုံညာလေးမြင်းဆောင်2025မှာဆိုရင်လွတ်တော်ကိုယ်တည်းလောင်းတင်သွင်းနိုင်တဲ့ရက်ကိုစက်တင်ဘာ22ရက်နေ့အထိတိုးမြင့်ပေးခဲ့တာရှိပါတယ်။ယူစီကနေကိုယ်တည်းလောင်းစီစဉ်မှုတွေလုပ်ပြီးလို့ကိုယ်တည်းလောင်းအသည့်အမှတ်ပြုကပ်ပြားတောင် ရရှိခဲ့ပြီးဖြစ်ချိန်မှာ68 resident ကိစ္စလိုအစပြန်ဖော်ပြီးကိုယ်တည်းလောင်းအယူခံတင်သွင်းတဲ့ရက်ကျော်လွန်ပြီးချိန်မှာနိုင်ငံရေးအရာတွန်းချလိုက်တဲ့ကိစ္စကတော့ ကာယကံရှင်ဖြစ်တဲ့ဒေါ်သက်သက်ခိုင်အပြင်ကိုယ်စလဲလောင်းအတိမတ်ပြုကပ်ပြားထုတ်ပေးထားတဲ့ UEC နဲ့ရွေးကောင်ပွဲအောင်မြင်ပြီးမြောက်ဖို့လုံနေရတဲ့အစိုးရရဲ့ပုံရိပ်ကိုပါထိပါစေတာကတော့အမှန်ပါဒါပေမဲ့ဒေါ်သက်သက်ခိုင်နေရာကကြည့်ရင်ဒီပြဿနာကခေါင်းအေးထားပြီးဖြေရှင်းလို့ရပါတယ်အဓိကတခြားပါတီတွေလိုပါတီဖြတ်သိမ်းခံလိုက်ရတာမျိုးမှမဟုတ်တာပြည်တော်စုတုံးလုံးကို ပြိုင်ခွင့်ရထားတဲ့ပါတီကြီးဖြစ်တဲ့အတွက် အထိုက်အလျောက်လဲထောက်ခံမှုရှိမှာပါပေါ်ထွက်လာတဲ့အစိုးရနဲ့သာဇာတ်တပ်ဖြစ်ရင်ကော်မရှင်ကော်မတီဥက္ကဋ္ဌရာထူးတွေကိုရနိုင်သေးသလိုကြားဖြတ်ကာလမတိုင်ခင်ဒီလုပ်ငန်း project ကို အမိပြောင်းလွှဲပေးတာမျိုး ဖြည့်ရှင်းရင်းနဲ့စောင့်နေုံပါ တက္ကန်တလေမမြင်ရတဲ့ဇက်ညွန်းတွေကပဲကောင်းဖို့ဖြစ်လာစေတာမျိုးတွေရှိတတ်ပါတယ်ဟုတ်ကဲ့အခုနောက်ဆုံးနေရာဖြစ်ဆီယမ်မိုးတင်းဆွေရန်ကုန်တက္ကသိုလ်ရေးသားတဲ့ မြကန်းတပည့်ဆိုတဲ့တရိန်ဆုံးမလေးနဲ့ပိတ်သိမ်းလိုက်ခြင်းပါတယ်ခင်ဗျာတယောက်ကလမ်းမေးပါတယ်အခုဖြစ်နေတဲ့ပြဿနာနောက်ကလူနေကြတာပံပိုးနေကြတာတွေရယ်တို့ပံပိုးလို့ဖြစ်လာတဲ့တယောင်မှုတွေကိုတို့မသိဘူးလားလို့လမ်းမေးပါတယ်သူပြောတာကတော့အများကြီးပါထက်မပြောတော့ပါဘူးစိတ်အုံတော့ကိုရှင်းကဥဆောင်ခေါ်သွားပြီးမိဘုံကိုဝိုင်းပတ်တဲ့ဗီဒီယိုတစ်ခုကြည့်လိုက်ရပါတယ် အဲ့ဒီဗီဒီယိုကို blind obedient လို့နာမည်တက်ထားပါတယ်စီကန်ရှိတာစနစ်ကြတာမဟုတ်ဘူးရှေ့ကသွားနေတာမျက်ကန်းတွေလို့ဘာမှမသိပဲနောက်ကလိုက်နေတာကိုပြောတာပါအရောင်းစင်တင် ပြဿနာနဲ့ပတ်သက်ပြီးတချို့တွေမထင်မှတ်နိုင်လောက်အောင် ကောင်းစားသွားကြတယ်တချို့တွေမထင်မှတ်လောက်အောင်ပျက်စီးသွားကြတယ်ကောင်းစားသွားအောင်ရောပျက်စီးသွားအောင်ရောအပေါ်ကပမာပြုတ်ခဲ့တဲ့ မြန်မာ နိုင်ငံတွင်မကပါဘူးနိုင်ငံတကာရောက်နေတဲ့မြန်မာ blind obedient တွေလုံနေတာတွေ့ကြတာပါပဲအခုတော့ပြန်អော်လာကြပါပြီတကြုံကိစ္စတွေကိုတယောက်ချင်းကဖော်ထုတ်ပြီးရေးသားပြောဆိုနေကြတာကိုလည်းတွေ့ရလာရပါတယ်သူတို့ကံနဲ့သူတို့ဖြစ်ကြတာလို့မြင်နိုင်ရင်အေးပါတယ်နိုင်ငံရေးဆိုတာနောက်ဆုံးရီမန်းချက်ကအာနာယာရေးပါအာနာယာသွားရင်စိတ် တိုင်းကြကိုကျိုးရှာကြတော့တာပါဒါကတကမာလုံးမှန်နေတဲ့ကိစ္စပဲအိုဘားမားလည်းမလိုဘူးကလင်တန်လည်းမလိုဘူးဘိုင်ဒန်လည်းမလွတ်ပါဘူးနောက်ဆုံးဘီလီယံနာသမရထရန့်တော်သူ့အတွက်မလိုအပ်တော့ နိုင်ငံအတွက်အသာရဖို့လုပ်နေတာမြင်နိုင်တယ်ခဏခဏပြောဘူးတယ်ကုံသေးတသက်နိုင်ငံရေးသမားတစ်ချက်ဆိုတာနိုင်ငံရေးသမားမှကိုကျိုးရှာတာမဟုတ်ပါဘူး နိုင်ငံရေးသမားကိုမှီပြီး ဟောင်းပောင်းပွားလုံနေတဲ့သူတွေနောက်လိုက်လုံနေတဲ့သူတွေလည်းကိုကြိုးရှာနေကြတာပါပဲဒီမိုကရေစီပြောပြီးလဲကိုကြိုးရှာတာပါပဲဆိုရှယ်လစ်ကွန်မြူနစ်ပြောပြီးလဲကိုကြိုးရှာတာပါပဲတောင်တောင်မီကွန်မြူနစ်တရုတ်နိုင်ငံကသမရရှိချင်းမြင်ကိုယ်တိုင်ဘလောက်ချမ်းသာလဲ Google ခောက်ကြည့်ကြဖို့တခြားနိုင်ငံကနိုင်ငံရေးသမားတွေလက်မစားဘူးဆိုတာမသိလို့ပြောနေကြတာပါ 2021ပြည်ထောင်စုဖြစ်တော့အခွင့်အရေးသမားတွေပြည်သူကိုခြာနှင်းပြီးကိုကြိုးရှာကြတယ်။ကြောင်းမတက်နဲ့ကြောင်းထွက်လို့អော်တဲ့သူက သူကလေးကိုနိုင်ငံခြားចောင်းမှထားတယ်။စီရီယံလုံးမှလို့ဆော်ဩကြတဲ့သူကသူ့မိသားစုကို နိုင်ငံခြားအရင်ပို့တယ်။လှုပ်ရှားမဲ့သူကကြိုတင်အကွက်ချမှာပဲ။သူတို့ကိုမှားတယ်ပြောလို့မရဘူး။အားတဲ့သူခံယုံပေါ့။ဒါကိုမတီးပဲမစ္စရိယများတဲ့လူတွေနဲ့ နားမလဲတဲ့သူတွေကသူတို့ကိုဖျားလို့ကိုးကွယ်ပြီး တောင်းသမီးပေးခိုင်းသမီးလှုပ်ကြတာပါနားမလဲတဲ့သူဆိုတာအညာဘက်ကခိုင်းသမီးလှုပ်တဲ့သူတွေကိုပြောတာပါဗရက်တွေဖြည့်စီရီယန်တွေလှုပ်ပြီးဘဝတွေပြတ်သွားကြပါပြီမစ္စရိယများတဲ့သူတွေဆိုတာရန်ကုန်လိုမန္တလေးလိုမြို့ကြီးပေါ်ကနေလူတွေနဲ့နိုင်ငံခြားနေပြီးတော့အဲ့ဒီနိုင်ငံသားဖြစ်နေပြီးမသိတာလည်းမဟုတ်ဘူး ဘာမှမစင်းစားတော့ပဲသူတို့အန်ဒီရဲ့ကင်းတော့မြန်မာနိုင်ငံကိုစီမီမှွေးပေးနေရတဲ့သူတွေကိုပြောတာပါဒေါ်လာသန်းချီရစီပြီးလူသက်လက်နက်တွေဝယ်ပြီးတမျိုးဗီဇမမှန်တဲ့သူတွေခိုးကျင်အောင် မတန်တဆတွေ ပေးထားပြီးဒေါ်လာရေးအမေရိကန်ကိုဂျိုးရှာပွဲကြီး အသက်ရှင်အောင်လှုပ်ခဲ့ကြတယ်ဒါနဲ့ပဲနိုင်ငံပျက်စီးသွားတယ်ပြည်သူဆိုတာအများစုဒုက္ခရောက်သွားတယ် လေတဲ့သူတွေတကဘာလုံးအိမ်မက်တဲ့အမေရိကန်တို့ဩစတြေးလျတို့မှာတိုက်နဲ့ကားနဲ့လုပ်ငန်းနဲ့နေချင်းညာချင်းဖြစ်သွားတယ်ဒီလိုအကျိုးတွေမတင်မလောက်အောင်ရသွားစေတာမြက်ကန်းနောက်လိုက်တွေကြောင့်ဖြစ်ရတာလို့ပြောလို့ရပါတယ်သူတို့ပြောတာမဟုတ်ပါဘူးမဖြစ်နိုင်ဘူးဒါမျိုးလှုပ်ရှားခဲ့တာတွေကြုံဘူးတယ်ကြုံဘူးတယ်ဆိုတဲ့သူတွေကဘာမှမထောက်ပံ့ပါဘူးလူတိုင်းရသလောက်ဆက်လှုပ်ရှားမှာပါ အမှန်ကိုမမြင်နိုင်သည်၍ယုံနေသည်၍ဝကြွေးမကုန်သေးသည်၍အပြစ်မမြင်အမမထင်ပဲတောင်းသလောက်ပေးခိုင်းသလိုလုံနေဥမှာပါဒါလောကကြီးပါမြက်ကန်းတပည့်တွေဆိုတာချက်ချင်းဖြစ်လာတာ မဟုတ်သလိုလူတိုင်းလည်းမဖြစ်နိုင်ဘူးတရားသဘောနဲ့ပြောရရင်ဘဝအဆက်ဆက်ဝကြွေးရှိလို့ဘလို့မှယုံမထွက်နိုင်ကြဘဲမျက်စိမိတ်လှုပ်ပေးနေရတာပါဒီဘဝမှာဝကြွေးမကုန်သေးရင်နောက်ဘဝတွေမှာလည်းအလားတူပေးဆက်နေရဥမှာပဲ ကံဝကြွေးတွေကုံသွားမှယုံထွက်နိုင်မှာကိုယ်တိုင်တွေးခေါ်နိုင်တဲ့အစွမ်းမရှိလို့သူများပြောတာကိုလိုက်နာနေရတဲ့သူတွေကိုယ်တိုင်သေးချာမသိပဲ သူများပြောတာလွယ်လွယ်ယုံကြတဲ့သူတွေက blind obedient တွေဖြစ်နေကြကြပါတယ်မြန်မာတွေကခိုးတာတောင်ကြံဖန်ပြောတတ်ကြတယ်လေကံတွေဝိဘတ်တွေတရားသဘောတွေကိုနားလည်ရင်မြင်နိုင်ပါတယ်အချိန်တန်တော့ပြီးသွားပါလိမ့်မယ်ဆိုတဲ့အကြောင်း လေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်။ဟုတ်ကဲ့အားလုံးကိုထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like share subscribe လုပ်ခဲ့ပေးပါဦးခင်ဗျာမိတ်ဆွေများရဲ့တင်မြင်ယူဆချက်အသီးသီးကိုလည်းလွတ်လပ်ပွင့်လင်းစွာ comment မှာရိုင်းဆိုင်မှုမပါဝင်ရောက်ရေးသားအကြံပြုဆွေးနွေးနိုင်ကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်